မင်္ဂလာပါရှင်အဲဒီနေ့မနေ့ပေါ့နော်ကျမစီကိုဒီမက်ခရိုအနေမှာအဲဒီ promotion code လေးပို့တယ်ပေါ့နော်သူစီရနေမှာကျမတို့ကဒီ7000ဝယ်ဖို့ဝယ်မယ်ဆိုလို့ရှိရင်တဲ့အဲတော့9000ကျသက်တာမယ်ပေါ့နော်အဲဆိုပြီးတော့ရောက်လာတယ်သူသုံးရမဲ့ဒေကကြတော့ဒီနောက်ဆုံးကကြတော့ဒီအော်တိုဘာ7000နေကြရင်ကုန်မယ်ပေါ့နော်အဲကုန်မှာဆိုတော့ကျမကအဲ့သူ့ရဲ့ရာဂိုင်နှုန်းဘလောက်လျှော့လဲဆိုတာသိချင်တယ်ပေါ့နော်သူရာဂိုင်နှုန်းဘလောက်လျှော့ရဲဆိုတော့မပါတဲ့ခါကြတော့သူ့ရဲ့ဝယ်မဲ့ เนาะဝယ်ရမယ်တန်ဖိုးက8000ခွဲဖို့ဝယ်ရမှာအဲအဲ့ဒါဆိုလို့ရှိရင်လျှော့တာကသူက9000လျှော့တယ်ပေါ့เนาะအဲ့တော့တကယ်8000ခွဲဖို့ဝယ်လိုက်ရင်ကျမပေးရမယ်ပတ်စံကကြတော့8000ပဲပေးရမှာပေါ့เนาะအဲ့7000ဝယ်ပြရဒါပေမဲ့ကျမကကြတော့ဘာလို့သိချင်လဲဆိုလို့ရှိရင်အဲဒီ9ဒီ9000ကရာခိုင်နှုန်းဘယ်လောက်ပေါ့နော်ဒီ7000ကရာခိုင်နှုန်းဘယ်လောက်ရော့လဲဆိုတာသိချင်တာเนาะရာခိုင်နှုန်းဘယ်လောက်ရှိလဲဆိုတာသိချင်ရင်ကျမဒီပုံစံလေးကိုရာခိုင်နှုန်းတွက်ကြည့်မယ်ပေါ့နော် တော့၈တောင်ခွဲเนาะ၈တောင်ခွဲမှာဆိုလို့ရှိရင်သူ့ရဲ့ရာခိုင်နှုန်းကသူကရာခိုင်နှုန်းအဖြစ်ရသူတရာရှိတယ်ပေါ့เนาะအဲ့တော့ရှော့လိုက်တာ9000ဆိုလို့ရှိရင်9000ကဘလောက်ရာခိုင်နှုန်းလဲတရာတရာရာခိုင်နှုန်းကျမတို့မှာဖပြတော့တရားရခိုင်တော့အမြောက်9000ကိုတည်ပြီးတော့8000ခွဲနဲ့စားမယ်ပေါ့နော် အဲအဲ့ဒါကိုကျမတို့ကယ်ကူလေတာနှိပ်ကြည့်မယ်နော်အဲနှိပ်ကြည့်တဲ့အခါမှာဆိုလို့ရှိရင်5.88%ထွက်လာတယ်ပေါ့နော်အဲအဲ့တော့ငါ9000ကကြတော့8000ခွဲရဲ့5.88%ရှိတယ်ပေါ့နော်အဲ့တော့ကျမတို့သူဈေးလျှော့တာက5.88%လျှော့တယ်အဲအဲ့တော့ကျမတို့အဖြစ်ကိုပြန်စစ်ကြည့်မယ်ပေါ့နော်အဖြစ်ကိုပြန်စစ်မယ်ဆိုလို့ရှိရင်8000ခွဲကိုဘာနဲ့မြောင်လဲဆိုရင်ဒီက5.88%နဲ့ပါဆန်နဲ့မြောင်လိုက်မယ် เนาะပါဆန်နဲ့မြှောက်လိုက်မယ်အဲ့ဒါဆိုရင်ကျမတို့ကပြီးရင်သူရာခိုင်နှုန်းဖြစ်တာမို့လို့ဘာနဲ့ပြန်စားလဲဆိုတော့တရားနဲ့ပြန်စားပေါ့ အဲဆိုရင်4998ကျက်ရမယ်ပေါ့နော်အဲအဲ့တော့ကျမကိုသူဈေးလျှော့တာက4999အဲ998ကျက်ဆိုတော့အနည်းဆက်ဆုံးဒါ9000ပေါ့နော်အဲ9000လောက်လျှော့ရဲဆိုကျမကိုသူလျှော့တယ်အဲဒီရာဂိုင်နှုန်းကအဲ5.88%လျှော့တယ်ပေါ့နော်ကျမ7000ကိုပို့ဝင်သူက5.8%လျှော့တာဖြစ်ပါတယ်